ဘာကြောင့်ကိုရီးယားဟာနှစ်နိုင်ငံအဖြစ်ကွဲသွားရတာလဲ။တရင်တုန်းကတော့ကိုရီးယားဟာနိုင်ငံတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဂျပန်ကကိုရီးယားကို1930ပြည့်နှစ်မှာတိမ့်ပိုက်ပြီးဒုတိယကမ္ဘာစစ်အဆုံးအထိ35နှစ်ကြာတိမ့်ပိုက်ထားခဲ့ပါတယ်။ဂျပန်လက်နက်ချက်ကနီးရပိုင်းလိုမှာဆိုဗီယက်တပ်ဖွဲ့တွေဟာကျွန်းဆွယ်တဲကိုမြောက်ဘက်ကနေဝင်ရောက်လာခဲ့ပါတယ်။တချိန်တည်းမှာပဲအမေရိကန်တပ်ဖွဲ့တွေကတောင်ဘက်ကနေခြိတက်လာခဲ့ပြီးဆိုဗီယက်ယူနီယံရရှိကဒေတာတစ်ခုလုံးကိုလုံးဝထိန်းချုပ်သွားမှာကိုတားဆီးခဲ့ပါတယ်။ အမေရိကန်ကကိုရီးယားကို38မြုံပြိုင်လို့ခေါ်တဲ့မြင်းပြိုင်စည်းမျဉ်းအတိုင်းယာယီခွဲခြားဖို့အဆိုပြုခဲ့ပါတယ်။သို့တော်လည်းအင်အားကြီးနိုင်ငံတစ်ခုကြားမှာတင်းမာမှုတွေတိုးလာခဲ့တဲ့အတွက်ကိုရီးယားဟာပြန်လည်ပေါင်းစည်းနိုင်ခြင်းမရှိတော့ဘဲဆန့်ကျင်ဘက်အယူဝါဒနှစ်ခုရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိသွားခဲ့ပါတယ်။အဲဒီကနေတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနိုင်ငံတွေပေါ်ပေါက်လာခဲ့ပါတယ်။1950ပြည့်နှစ်မှာမြောက်ကိုရီးယားကကျွန်းဆွယ်ကိုအင်အားသုံးပြီးပြန်လည်ပေါင်းစည်းဖို့စစ်ပွဲစတင်ခဲ့ပါတယ်။ တောင်ကိုရီးယားကအကူအညီတောင်းခဲ့ပြီးအမေရိကန်ဥဆောင်တဲ့ကုလသမဂ္ဂ UN တပ်ဖွဲ့တွေဟာတရုတ်နယ်စပ်နာအထိတက်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအခါမှာတရုတ်ကစေတနာဝန်ထမ်းထောင်ပေါင်းများစွာကိုဆေးလွတ်ခဲ့တယ်လို့ဆိုဗီယက်ယူနီယံကလည်းစစ်လက်နက်ပစ္စည်းလက်နက်နဲ့လေကြောင်းအကူအညီတွေထောက်ပံ့ခဲ့ပါတယ်။တိုက်ပွဲရှိတန်းတွေဟာ38မြို့ပြိုင်နေရာကိုပြန်ရောက်လာပြီးဘယ်ဘက်ကမှအသာစီမရနိုင်တော့တဲ့အတွက်အပြစ်အခက်ရစဲရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီအပြစ်အခက်ရစဲရေးကယနေ့ထိတိုင်အတည်ဖြစ်နေစေဖြစ်ပါတယ်။